ိန်ကို propose ရင်းနေနဲ့ဘာကြောင့်ဝတ်ဆင်ရလဲမနေ့က part 1ပြောပြသွားပြီဒီနေ့တော့ part 2 diamond ဒီအခိုင်အခန့်ဆုံးတော့တဘာဝကပြီးတယ်တွင်ထွက်ပစ္စည်းတဘာဝတွင်ထွက်ရနေတိုင်းမှာပါတယ်သူရဲ့ hardness scale က10ရှိရဲ့အဲ့ကျွန်တော်ရှေ့က video တွေမှာပြောပြသွားပြီအဲ့တော့သူဒီအရန်ခိုင်မြဲတယ်ဆိုရက်သင်္ကေတသဘောဆောင်နေအဲ့ဒါကိုယူလိုက်တယ် အဲ့တော့ကျမတို့ဒီ diamond ring နဲ့ propose လုပ်မယ်ဆိုလို့ရှိရင်အချစ်တွေဟာခိုင်မြဲမယ်ဆိုရဲသဘောကိုဆောင်းနေနောက်တစ်ချက်ကကြတော့ forever stone forever stone ဖြစ်တဲ့အတွက်ဒီချစ်ချင်းမေတ္တာတွေဟာအမြဲထာဝရတည်ရှိသွားမယ်ဆိုရဲသဘောတရားကိုဆောင်းနေ forever stone ဖြစ်တဲ့ infinity ဖြစ်တယ်အဲ့ဒါမလို့ diamonds ကို propose ring နေနဲ့အသုံးပြုတယ်နောက်တစ်ခုကစိန်ရဲ့ တဘာဝဂုံတတိကွာဂုံထေဂုံဝါဂုံရှင်ဂုံဝါမြန်မာစီရဝစ်စင်တဲ့သူကိုအဲ့တော့ကိုချစ်တဲ့သူကို diamond ring နဲ့ propose လုပ်ပြီးဆိုရတယ်ကိုရဲ့ချစ်တဲ့သူကိုကိုကဂုံအင်္ဂါဂုံဂုံဂုံ dread တွေမြန်မာစီရဂုံစင်တန်းရှိရှိလေးနဲ့လက်ထွက်ခွင်တောင်းနေဆိုရဲအတိတ်ပဲကိုတက်ရောက်စီရမလို့ diamond ring နဲ့ propose လုပ်တယ်ဟုတ်ကဲ့အခုဆိုလို့ရှိရင်တော့ ။ဘာကြောင့်မလို့ diamond ring နဲ့ purple slip disra လေးကိုအားလုံးပဲဘ ഹു တ္တအနေနဲ့ရရှိသွားပြီလို့ယုံကြည်ပါရရှင်။ကျောင်းဗီဒီယိုလေးတွေကိုမြင်ဆုံးတီနှထောင်ပေးရတဲ့ကျေးဇူးပါရှင်ဗီဒီယိုလေးတွေကနေပြီးတော့ဘ ഹു တ္တတွေရရှိလိမ့်မယ်လို့ယုံကြည်ပါတယ်